ရခိုင်ပြည်ရဲ့မြို့တော်စစ်တွေမြို့ဟာလက်ရှိအချိန်အထိစစ်ကောင်စီရဲ့အုပ်ချုပ်ရေးရှိနေသေးတယ်လို့မြို့ပေါ်မှာလည်းရဲသားနဲ့စစ်သားတွေအင်အားအများပြားနဲ့လုံခြုံရေးတိုးမြင့်ရှာထားပေမဲ့မျက်နှဖုံးစွတ်ထားသူတို့ကနေအိမ်တွေကိုအနုံကျန်းစီဓမြတိုက်မှုတွေရှိနေတယ်လို့လုံခြုံရေးအရာအမည်မဖော်လို့တဲ့စစ်တွေမြို့ခန့်အမျိုးသမီးတယောက်ကနှရိစရာကိုပြောပါတယ် ဒီဖြစ်ရပ်ဟာမေလ28ရက်နေ့ကဖြစ်ပွားခဲ့ပြီးတခြားရက်ကွက်တချို့မှာလည်းမျက်နှာဖုံးဆွတ်ထားတဲ့လူတစုရဲ့အနှုန်ကျန်းစီးမှုဓမြတိုင်မှုနဲ့အိမ်ဖောက်ထွင်းခိုးယုံမှုတွေကိုခံနေကြရတယ်လို့သူမကပြောဆိုပါတယ်။စစ်တွေမျိုးမှာဒေသခံပြည်သူတွေစားဝတ်နေရေးကျက်တေးပြီးဒုက္ခမျိုးစုံနဲ့ကြုံနေရတဲ့အချိန်မှာတရားဥပဒေစိုးမိုးမှုကင်းမနေတဲ့အတွက်ကြောင့်တတိထားနေထိုင်ကြဖို့လိုအပ်တယ်လို့စစ်တွေမျိုးခံလူကြီးတယောက်ကနရင်စရာကိုပြောပါတယ်။စစ်တွေဒေသခံတချို့ဟာငက်ပြက်လာတာတွေရှိတယ်လို့ စေတမားတွေလည်းပေါများလာနေပြီးစစ်ကောင်စီလက်အောက်ခံရဲတွေကိုတိုင်ရင်လည်းမထူဘူးလို့ဒေသခံတွေစီကနေသိရပါဗျ။